ဂျိုရှူဝါဘန်ကကမ္ဘာချန်ပီယံဖြစ်ပြီးမှရိုနယ်ဒိုလောက်ချမ်းသာသွားပြီဆိုတာအမှန်လားဒီအပိုင်းဆိုရှယ်မီဒီယာထက်မှလူပြောများဆုံးကြေထဆုံးခေါင်းစဉ်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့မြန်မာအကောင်စားချင်းတိုင်းရင်သားလေးဂျိုရှူဝါဘန်ဟာ USC ချန်ပီယံဖြစ်ပြီးနောက်မှာကမ္ဘာကျော်ဘောလုံးတရေကြီးစီယောနာတို့နဲ့အတန်းတူကြေဝချမ်းသာသွားပြီဆိုတဲ့ပြောဆိုမှုတွေပါပဲဒီကိစ္စကတကယ်ပဲဖြစ်နိုင်မှာမလားဒါမှမဟုတ်ပြည်သက်တရားချက်လုံးလုံးတင်စားပြောဆိုကြတာလားဒီနေ့မှာတော့ကျွန်တော်တို့ကဂျိုရှူဝါဘန်ရဲ့ရရှိလိုက်တဲ့စုကြီးတွေ ပိုင်ဆိုင်မှုတွေကိုခွဲခြားစိတ်ဖြာပြီးဒီမီကွန်းရဲ့ပြည်မှန်ကိုရှာဖွေသွားမှာဖြစ်ပါရည်။ထမဆောင်နေနဲ့သူပိုင်ဆိုင်လိုက်တဲ့ UFC Legends Championship ဘက်ဆိုတဲ့ရွှေကပတ်ကြီးကြောင့်ပြောရအောင်။ပြိတက်ကြီးဒီကပတ်ဟာတာမဲဆူပလာတကူမဟုတ်ပါဘူး။ UFC သမိုင်းမှာတန်မိုးကြီးဆုံးလို့သတ်မှတ်လို့ရှာတဲ့ဒီကပတ်ကြီးရဲ့ကာလတန်မိုးဟာအမေရိကန်ဒေါ်လာ3,300ကျော် USD 3,300တန်းချေရှိပါရည်။မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့သိန်းပေါင်း1,300ကျော်ကျသင့်မဲ့ပမာဏပါ။ ရန်ကုန်မြို့ရဲ့ချက်ကြကြတဲ့နေရာကကွန်ဒိုတိုင်ခန်းတကန်းသို့မဟုတ်နောက်ဆုံးပေါ်စိန်ခန်းကားတစ်စီးရဲ့တံမိုးကိုခေါင်းမှာပတ်ထားတာနဲ့အတူတူပါပဲရွှေသားစစ်စစ်တွေဗရံများတွေစိန်နေနဲ့စီကျဲထားတဲ့ဒီကပတ်ကြီးကိုအပိုင်ရလိုက်တာဖြစ်တဲ့အတွက်ဂျိုရှူအာဘန်ရဲ့အသက်တင်ပိုင်ဆိုင်မှု network ဟာညာရင်းချင်းပါပဲကန်ဒေါ်လာသိန်းချီတိုးပါသွားတာအမှန်ပါပဲဒါဆိုရင် CEO ရန်ဒိုနဲ့ရှင်လို့ရပြီလားဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့ဝင်းဝေးရှာဖွေမှုနှုံထောက်ကိုတွက်ချက်ပြချင်ပါ ರೀ ဘော်နယ်ဒိုလိုလိုဘလုံးသမားတွေဟာမိနစ်60ပြည့်အောင်ကွင်းထဲမှာ ပင်ပမဲကစားပြီးမှဒေါ်လာတန်းကြီးရရှိကြတာပါ။ဒါပေမဲ့ဂျိုရှူဝါဘန်ကတော့ဒီပမာဏကိုရရှိဖို့အတွက်အချိန်များကြီးမပေးလိုက်ရပါဘူး။စက္ကန့်ပိုင်းလေးအတွင်းမှာပဲပွဲသိမ်းနိုင်ခဲ့တာကြောင့်သူ့ရဲ့10စက္ကန့်စာဝင်ခွင့်ဟာကမ္ဘာထိပ်တန်းဘောလုံးသမားတွေထက်တောင်ညာကောင်းများနေနိုင်ပါရဲ့။ပွဲထိုးသက်ကြီးအနိုင်ရရှိတဲ့ bonus PPV လို့ခေါ်တဲ့ရုပ်တံကြီးရှုကဝေစုတွေအလုံးကိုပေါင်းလိုက်မယ်ဆိုရင်သူကဒေါ်လာတန်းကနဲသင်းဝင်တစ်ထည်ကြီးတယောက်ဖြစ်သွားပါပြီ။ဘောနေဒိုလာနှစ်ပေါင်းများစွာစုဆောင်းထားတဲ့ပိုင်ဆိုင်မှုမျိုး ချက်ချင်းမရနိုင်သေးတဲ့အောင်လက်ရှိသူရရှိနေတဲ့ဝင်ခွင့်နဲ့လူနေမှုစစ်တမ်းဟာကမ္ဘာတည်တံတထေးကြီးတွေရဲ့ level ကိုတက်လဲသွားပြီဆိုတာကတော့ညှင်းလို့မရတဲ့အမှန်တရားပါပဲ။ဒီကြောင့်ရမှာငွေကြေးထက်ပိုတန်ဖို့ရှိတာကတော့ဂျိုရှူအာဘန်ဟာဟာကားမျိုးလေးကနေဒုက္ခတွေပြင်ထွက်ခွာသွားခြင်းတုန်းကသူ့မှာမျောလင်းချက်ကလည်းပြီးတော့ဘာမှမရှိခဲ့ပါဘူး။ဂျိုင်းမဲအခုချိန်မှာတော့သူဟာသူ့မိသားစုဆွေမျိုးတစ်တိုက်လုံးကိုစင်ရမွေးတင်မှုတန်တရာတဲ့ကနေဆွဲထုတ်နိုင်ခဲ့ပါပြီ။ အားစားလို့ရင်ဝဲမယ်ဆိုတဲ့မြမလူဖွဲ့စည်းရဲ့ယူဆဟောင်းကိုရိုက်ချိုးပြီးအားစားလို့ရင်ဘီလီယံနာဖြစ်နိုင်တယ်ဆိုတာကိုလက်တွေ့သက်သေပြလိုက်တာပါ။ခြုံငုံသုံးသက်ရမယ်ဆိုရင်တော့ဂျိုရှူအာဘန်ဟာရိုနယ်ဒိုလိုဘီလီယံနာဖြစ်ဖို့လမ်းစာပေါ်ကိုရောက်ရှိနေပြီလို့ပြောလို့ရပါတယ်။အရေးကြီးဆုံးကတော့သူကမြမကုံကုံဆောင်တဲ့တထေးကြီးတစ်ယောက်ဖြစ်လာတာပါပဲ။ကေပရိသက်ကြီးဒုက္ခသည်ဘွားကနေဒေါ်လာတန်းကျွယ်တထေးကြီးဖြစ်လာတဲ့ဂျိုရှူအာဘန်ရဲ့ဘဝခီးကျန်းကိုကြည့်ပြီးဘလို့ခွန်အားတွေရမိလဲ။ သူ့ရဲ့ရွှေကပတ်ကြီးနဲ့လိုက်ဖက်တဲ့ဂုံပြူစကားလေးတွေကိုကွန်မန့်မှာရေးသားပြီးတော့ဝင်ရံပေးခဲ့ကြပါအောင်ရှင်အာဘိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီလိုအောင်လည်းပဲနှုတ်ဆက်ခဲ့ကြပါတယ်အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်တရားချင်းစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်